အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ထိုင်းမှာအလုံးလုံးနေတဲ့ဒါကူနေကောင်းလားမမေးပေပတ်စံမဲလန်းတောင်းနေလို့စိတ်ဆင်းရဲနေတယ်အကူတယောက်ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတည်အောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာမင်္ဂလာပါ နည်းနည်းလေးတော့ယင်ပွင့်မယ်ဗျာသူများကြောက်မဟုတ်ပါဘူးကျွန်တော်မိသားစုအကြောင်းလေးထိုင်းနိုင်ငံကိုအလုတ်လာလုတ်တဲ့တာသမီတွေမှာတလောက်ကိုတိတ်နေချီပို့တဲ့တာသမီဆိုတာရှားတယ်ဗျာဒါပေမဲ့အထက်မှာကျွန်တော်ပါတယ်ကျွန်တော်တက်36ထဲမှာငငယ်လေးတဲ့အကြောင်းထွက်ပြီးတော့မိဘအခုချိန်ကြီးကြည်နေတော့ဒါပေမဲ့ကျွန်တော်ပတ်စံပို့တယ်တဲယုံຢာနဲ့ချီသွားပြီပို့တလောက်လည်းမလောက်အခုကြည့်ပတ်စံ55ရီတလောက်တော့မပြည့်သေးဘူး ပတ်စံကုန်သွားပြီပတ်စံထပ်တောင်းနေပြီကျွန်တော်အန်နေရဲ့ကြားထဲကအလုံးလုံးနေတာလီနေကောင်းလားဆိုပြီးတော့တခုမှမပြောဘူးပတ်စံတောင်းမချိန်တော့ပဲကျွန်တော်ဖုံးဆက်လာကြတယ်မိဘဘောတိတတဲ့တာသမီကြတော့အကောင်းမမြင်ဘူးနော်မိဘမိဘလိုမတိတဲ့တာသမီကြတော့ချက်နဲ့တုံရောကျွန်တော်ဘောကပလိုက်ပေါင်းနဲ့ဖားကောက်နေရတယ်ကျွန်တော်ဘောကလေဘလောက်ပဲပူပူပတ်စံမလောက်ဘူး ကျွန်တော်သူများတို့နဲ့မြေးမိချင်ကျွန်တော်မိဘတို့နဲ့အမြဲမြေးကြရတယ်ပေတိုင်းမှာမလောက်တာဗျာတရားကြီးရဲ့တာသမီးတွေကမိဘတွေကိုပလန်ချပေးတယ်ဘယ်လိုဘယ်လိုလုပ်မိဘတွေကတာသမီးနေရာရောက်နေကျွန်တော်ဘဝစိတ်တည်ညစ်တယ်ဗျာတခါကျရင်ကိုကိုအဆုံးစီစဉ်လိုက်ခြင်းလားအဖွာလွယ်လို့ဘဝဆက်တိုင်းဆက်တိုင်းဒီဖေးအေးမအေးဒီမောင်နှမတွေနဲ့မစုံပြားစေနဲ့အရှင်ဖေဟာ